ဒါတော့ PUBG Mobile ရဲ့လာမယ့် update version 3.9မှာတွေ့မြင်ရမယ့် event mode transformer နဲ့ collaboration ကိုတွေ့မြင်ရမယ်ဆိုတော့အဓိက event နေရာကိုကြည့်မယ်ဆိုရင်လည်း robotic ပုံစံတွေ့မြင်ရတာမျိုးရှိပါတယ် event နေရာတော့ဒီတစ်ခါတအားကြီးတော့ခြေတာမျိုးမရှိပါဘူးဒါပေမဲ့လည်းပုံစံနေထားကိုကြည့်ရတာတော့တော်တော်လေးကို fight လုပ်လို့ကောင်းမယ်လို့ထင်ပါတယ် skateboard ကိုတွေ့မြင်ရတာမျိုးရှိပါတယ်တနည်းအားနဲ့တနည်းအားအလွယ်တကူ travel လုပ်လို့ရပါတယ် skateboard ကို material နှစ်ခုသုံးပြီးမှလည်း upgrade လုပ်လို့ရပါတယ် material လိုကြည့်ရမယ်ဆိုရင်တော့မြေပုံမှာအလွယ်တကူရရှိမှာဖြစ်ပါတယ် upgrade လုပ်လိုက်တယ်ဆိုရင်တော့ power နှစ်ခုတွေ့မြင်ရမှာဖြစ်ပါတယ်ပထမ တစ်ခုကတော့တငယ်ချင်းတို့ခနာတာအတွက်တည်းရဲ့ shield ပေးမှဖြစ်ပါတယ်အကာအကွယ်ပေးမှဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကတာတို့ post ပေးတာတို့လုံးလို့ရပါတယ်ပုံတွေပါလေရိုက်လို့ရပါတယ်ဒုတိယထက်သွားပြီးဒီရဲ့ main crate ကို activate လုပ်လိုက်တယ်ဆိုရင်တော့လျှက်စစ် line ရင်တွေးမိရမှာဖြစ်ပါတယ်ဒီကနေလည်းတငယ်ချင်းတို့ loot တွေ share ရှိမှာဖြစ်ပါတယ်ကိုယ့်ရဲ့ statue လည်းသူအဒီမှာဖော်ပြပေးမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ဒီကနေ့ကိုယ့်အဖွဲ့တငယ်ချင်းတွေကို record လုပ်ရင်မှ event နေရာကိုပြန်ခေါ်လို့ရပါတယ်။နောက်တစ်ခုကတော့ဒီက portal တွေ့မြင်ရတာမျိုးရှိပါတယ်။ဒီထဲဝင်သွားလိုက်တာနဲ့တငယ်ချင်းတို့စီမှာရှိတဲ့ job page တို့တနက်တို့ vest တို့အကုန်လုံးပျောက်သွားမှာဖြစ်ပါတယ်။ဒီမှာကြည့်မယ်ဆိုရင် milli weapon တွေပါတွေ့မြင်ရတာမျိုးရှိပါတယ်။ရန်သူတွေနဲ့ပေါ့ဗျာဒီက milli weapon only fight လုပ်ရမယ်လို့ထင်ပါတယ်။ဒါပေမဲ့ timer ပြီးသွားလို့ crate တွေပါတွေပွင့်သွားတယ်ဆိုရင်တော့ဒီထဲကနေလည်း loot တွေရရှိမှာဖြစ်ပါတယ်။ဒါကတော့အခုမှပထမ beta ဆိုတော့ game ထဲမှာပြောင်းလဲမှုတွေတွေ့မြင်ရအောင်မှာဖြစ်ပါတယ်။တတိယ beta လောက်မှပေါ့ဗျာတော်တော်လေးကိုတည်ကြတဲ့ feature တွေတွေ့မြင်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့မြေပေါ်မှာရှိမယ်ဆိုရင် trans ပေါ်မှာတွေးမြင်ရမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ Optimus Prime ပေါ့ဗျာအနီးနားသွားလိုက်တယ်ဆိုရင်တော့ drive option တွေးမြင်ရမှာဖြစ်ပါတယ် transformer ဖြစ်သွားပါလိမ့်မယ် transformer အထင်းမှာတကယ်ကျွန်တော်ရှိနေမှာဖြစ်ပါတယ်အပြင်မှာတကယ်ကျွန်တော်ခေါင်းတွေပါတယ်ပေါ်တာမျိုးမရှိပါဘူးဒီကောင်းနဲ့ကြီးရမယ်ဆိုရင်တော့ attack တွေပါတယ်လှုပ်လို့ရပါတယ်ခုံလို့လည်းရပါတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာအောက်မှာကြီးမယ်ဆိုရင် transform ဆိုရင်မှရှိပါတယ်ဒီကောင်းနှိမ့်လိုက်တယ်ဆိုရင်တော့ဒီက truck car တစီဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ် truck car နဲ့လည်းတကယ်ကျွန်တော်မြေပေါ်မှာ easy travel လုပ်လို့ရတာမျိုးရှိပါတယ် truck car နဲ့ပြန်ပြီးမှ transformer နဲ့ပြန်ပြောင်းလို့ရတာမျိုးရှိပါတယ်တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ လို့ရပါတယ်ဗျနောက်တစ်ခု transformer နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် megatron ပဲဖြစ်ပါတယ်သူ့မှာကြည့်မယ်ဆိုရင် drive ဆိုတာ low rider နဲ့ဒီ megatron နဲ့ရောက်ရှိသွားမှာဖြစ်ပါတယ်သူ့မှာလည်း attack နဲ့ jump feature ကိုတွေးမြင်ရတာမျိုးရှိပါတယ်သူ့ရဲ့ attack feature ကိုကြည့်ရမယ်ဆိုရင် rocket လိုပုံစံ launch လုပ်တာမျိုးရှိပါတယ်တရက်ပြစ်တဲ့ခလုတ်ကိုဖိထားလိုက်တယ်ဆိုရင် energy တွေတစ်ခါတည်းစုမှာဖြစ်ပါတယ်အဲ့ဒါပြီးတကယ်ကျွန်တော် attack လုပ်လို့ရပါတယ် ူ့ကို transform လုပ်လိုက်တယ်ဆိုရင်တော့ tank အဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်ဒီကောင်းတဲ့တနည်းအားနဲ့တနည်းက travel လုပ်လို့ရတာမျိုးရှိပါတယ်ဒီက tank ကနေလည်းတကယ်ကျိုး attack လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာဒီက optimus prime နဲ့ megatron နဲ့တွေ့ပြီဆိုရင် shield တစ်ခုဖြစ်သွားပါလိမ့်မယ်ဒီနေ့ရောက်က fight လုပ်ရမှာဖြစ်ပါတယ် fight လုပ်ပြီးတယောက်ယောက်ကနိုင်မှသာဒီက shield ရကနေထွက်လို့ရမှာဖြစ်ပါတယ်ပုံမှန်ပေါ်ပြတဲ့ transformer နဲ့ shield ရကနေထွက်ချင်နေဆိုရင်ထွက်လို့မရပါဘူးဗျ transformer နဲ့ easy လို့ဒီမှာလူကိုယ်တိုင် shield ရကနေထွက်ချင်နေဆိုရင်တော့ထွက်လို့ရပါတယ်ဒါပေမဲ့ပေါ်ပြတဲ့ transformer အဖြစ်နဲ့ထွက်လို့မရပါဘူး transformer တကောင်းကောင်းရှင်းပြီးမှသာ transformer နဲ့အတူဒီက shield ရကနေထ ထွက်လို့ရမှာဖြစ်ပါတယ်ဒီအနေထားမှာကြည့်မယ်ဆိုရင် Optimus Prime နဲ့ Megatron ရတော်တော်လေးကိုကြီးမားတဲ့ fight တွေပါတွေ့မြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီက Transformer တွေမှာလည်း weak point တွေတွေ့မြင်ရတာမျိုးရှိပါတယ်သူတို့ခြေထောက်တို့ယင်ဘတ်တို့ပေါ်ရဒီနေရာတကယ်ကျိုး attack လုပ်တယ်ဆိုရင် Transformer လည်း down ဖြစ်သွားပါလိမ့်မယ်နောက်တစ်ခုကတော့ဒီက Transformer တွေကို final zone အထိတုံးလို့မရပါဘူး zone တော်တော်လေးကိုကျင်းလာပြီဆိုရင်ဒီက Transformer တွေကလည်းအလုံးလုံးတာရက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြီးရမယ်ဆိုရင် energy boost လုပ်လို့ရတဲ့ item တွေ့မြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ကိုယ်ပွားလို့ပုံစံထုတ်ပြီးမှပေါ့ဗျာ enjoy လုပ်လို့ရတာမျိုးရှိပါတယ်ဒီ event မှာကြည့်မယ်ဆိုရင်တခြား feature အသစ်တွေအများကြီးလာအောင်မှာဖြစ်ပါတယ်အခုမ မှပထမဘီတာဆိုတော့ဘာ feature တွေကတအားစုံတာမျိုးတော့မရှိသေးပါဘူးအဲ့ဒါလည်းအများကြီးတွေ့မြင်ရတာမျိုးရှိပါတယ်ဒါလို့ဆိုရင်တကယ်ကျွန်တော်အနေနဲ့လာမယ့် update ကပေါ့ဗျာဒီက event ပုံစံတွေထားပင်အနေထားရှိမလဲပေါ့ဗျာတကယ်ကျွန်တော်ကောင်းကောင်းနားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာလာမယ့် beta update တွေကျန်ပြောင်းလဲမှုတွေလာအောင်မှာဖြစ်ပါတယ်အဲ့ချိန်ချင်းကျွန်တော် video ပြန်တင်ပေးပါမယ်တကယ်ကျွန်တော်အနေနဲ့ရောဒီက transformer နဲ့ PUBG Mobile နဲ့ collaboration နဲ့ပတ်သက်ပြီးမှဘယ်လိုမြင်လဲပေါ့ဗျာကြိုက်လားမကြိုက်ဘူးလား comment မှာမျှော်ဝေပေးသွားလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါတယ်ဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှု ပေးတဲ့တင်ကြင်အားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။